စတစ်ညဉ့်ဉန်းမှုထိန်းချုပ်နိုင်ရေးအတွက် မြို့သားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်ထုတ်ပြန်မယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်ဇွန်လ9ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးခန်းနာမှာပြောကြားခဲ့တာဖြစ်ပါရယ်အဲ့ဒီအမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် National Plastic Action Plan မူကြမ်းကိုဂျပန်အာဆီယံပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေရဲ့ဤပညာအထောက်ပံ့နဲ့2023ခုနှစ်မှာရေးဆွဲခဲ့တာဖြစ်ပြီး အခုချိန်ထိထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ပလတ်စတစ်ညဉ့်ဉန်းမှုကိုလျှော့ချပြီးပြည်တွင်းရှိပလတ်စတစ်ကိုပြန်လည်ပြုပြင်ထုတ်လုပ်တဲ့ recycle လုပ်ငန်းတွေအားကောင်းလာစေဖို့နဲ့ပလတ်စတစ်ဆွန့်ပစ်ပစ္စည်းတွေကြောင့် animal ပတ်ဝန်းကျင်ညဉ့်ဉန်းမှုကိုတားဆီးကာကွယ်နိုင်ဖို့လိုအပ်တယ်လို့၎င်းကဆက်ပြောပါတယ်။လက်ရှိမှာပလတ်စတစ်ဆွန့်ပစ်အမိုက်တွေဟာမျိုးရင်းနေရာတွေမှာအလွယ်တကူတွေ့မြင်နေရပြီးအမိုက်ပုံးထားရှိမှုနဲ့ပြီးစီကံမဲ့အမိုက်ပစ်သူပိုများလာတာကြောင့် မျိုးတန့်ရှင်ရေးအမိုက်စနစ်တာဝန်ယူထားတဲ့ရန်ကုန်မြို့တော်စီမင်းတာယာရေးကော်မတီရဲ့လုပ်ငန်းတာဝန်ပို့ရော်တယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါတယ်။ဒါအပြင်တစ်ခါသုံးပလတ်စတစ်ဆွန့်ပစ်ပစ္စည်းတွေအတွက်စီမံခန့်ခွဲမှုဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်တာပလတ်စတစ်ဆွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ဆက်ဆက်ပြီးမူဝါဒတွေနဲ့ကွာအချက်တွေရှိတယ်လို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနစီကသိရပါတယ်။ရှေးပြေးစီမံကိန်းပိုင်းလော့စီတီအဖြစ် ရန်ကုန်မြို့မှာစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာအချက်လက်တွေကောက်ယူထားပြီးပသိမ်မြို့နဲ့မော်လမြိုင်မြို့တွေမှာအချက်လက်ကောက်ယူမယ်လို့လည်းအဲ့ဒီဌာနစီကသိရပါတယ်စီကောင်စီကပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်တဲ့မြို့နှမြို့နဲ့ဆက်ယုံစုပေးရမှာမန္တလေးတိုင်းညောင်ဦးမြို့ရှမ်းပြည်နယ်ရှေးပိုင်းကျိုင်းတုံမြို့နဲ့တာစီမြို့နယ်ရှိ Great Success Energy Company Limited 30မဂါဝတ်နေအောင်ခြေစွမ်းအင်3လျှက်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းတို့ကရရှိခဲ့ပါတယ်